ီနေ့ကတော့ကျွန်တော် channel ကနေတင်ကြပေးတယ် basic computer တနင်္ဂနွေတတိယမြောက်နေ့လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Microsoft Word အသုံးပြုနေအပိုင်း1ကိုဆက်လက်တင်ကြပေးသွားမှာဖြစ်ပါတယ် Okay အဲ့တော့ဒီ video လေးမစခင်မှာကျွန်တော် channel လေးမှာနေပညာနဲ့ပတ်သက်တဲ့ video တွေ tutorial တွေပုံမှန်တင်ပြသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်အပ်တင် subscribe လုပ်ပေးခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော် video လေးစလိုက်ကြအောင်ဗျာဟုတ်ပြီကျွန်တော်ရင်းသင်ငန်းစာမှာ home tab အကြောင်းကိုကျွန်တော်ရှင်းပြပေးခဲ့ပါတယ် ဒီနေ့တင်ကန်းစာမှာတော့ insert တဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော် insert တဲ့မှာဘာတွေပါမလဲဆိုတော့ဒီချက်ကြည့်လိုက်အောင်။ပြင်ဆုံးကျွန်တော် insert တဲ့ကဒီ page page တဲ့မှာဘာတွေပါလဲဆိုတော့အမ cover page ရှိတယ်၊ blank page ရှိတယ်၊ page break ဆိုတာလည်းရှိတယ်ပေါ့နော်။ cover page ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့စာအုပ်မျက်နှာပုံလေးလိုပဲဒီ wall file မှာလည်းကျွန်တော်လိုချင်တဲ့ cover page တွေထားလို့ရတယ်ပေါ့နော်။ ဟိုမှာဒါလေးကိုတစ်ချက်ကြည့်လိုက်အောင်ကာဘာပေးဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ဒီစာရိုက်တာလဲ file ရဲ့မျက်နှာဖုံးပေါ့နော်မျက်နှာဖုံးလို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်စာရိုက် file ရဲ့ဒီပထမဆုံးစာမျက်နှာမှာဘယ်လိုပုံစံထားခြင်းလဲဆိုတော့ဒီထဲကနေတစ်ချက်ရွေးပြလို့ရပါတယ်ဟိုမှာကျွန်တော်ကဒီပုံစံလေးလိုချင်နေဆိုရင်ဒါလေးကို double click နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီမှာသူ့ရဲ့ဒီ document ခေါင်းစဉ် ညမှာကျွန်တော်လိုချင်တဲ့စာတွေကိုစာထိုးပြီးတော့အသုံးပြုလို့ရပါတယ်။ဒါကတော့ကျွန်တော်ဒီ cover page ယူနေပါတော့ဥမာတခြားကိုလိုချင်တဲ့ cover page ရှိရင်ယူလို့ရပါတယ်။ကျွန်တော်တို့ဒီအခုတုံးထားတဲ့ cover page ကိုမကြိုက်ဘူးဆိုရင်ဒီမှာ remove current cover page ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်ကိုတုံးထားတဲ့ဟာလေးပြသွားပါပြီ။ပြီးရင် blank page blank page ကတော့ညောစာရွက်အသစ်ထပ်ခေါ်တာပေါ့နော်။စာရွက်အသစ်ထပ်ခေါ်ဆိုတာ ကျွန်တော်ဒီမှာဆိုရင်ဒီစာရွက်ကတရွက်ပဲရှိတယ်ပေါ့နော်တရွက်ပဲရှိတော့ကျွန်တော်တို့ကနောက်ထပ်စာရွက်အစ်တွေလိုချင်တယ်ဆိုရင်ဒီမှာ blank page ဆိုလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်စာရွက်အစ်တွေထပ်ကုန်လေးရပါပြီဒါမှဆိုရင်စာရွက်နှစ်ရဖြစ်တော့ပါပြီဒီ page break ကလည်း blank page နဲ့တိတ်မကွာပါဘူးဒါလည်းစာရွက်အစ်တွေထပ်ခေါ်တာပါပဲဟုတ်ပြီကျွန်တော်ဒီ table အကြောင်းလေးတစ်ချက်ကြည့်လိုက်ရအောင် table ဒီမှာ table ကဒီကျွန်တော်တို့ file name မှာ ရာကွက်တွေဆွဲနေမှာသုံးပါတယ်ဥမာဒီတေဘယ်ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီမှာဒီပေါ်လေးကိုမောက်ကာဆာလေးတင်လိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့တေဘယ်ဒီဇိုင်းတိုင်း rule folder နဲ့ရွေးပြီးတော့ယူလို့ရပါတယ်ဟုတ်ပြီကျွန်တော်ကဒီလိုမျိုးလိုချင်တယ်ဆိုရင်ကိုလိုချင်တဲ့နေရာလေးမှာ click တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့တေဘယ်လေးတစ်ခုစောက်ပြီးသွားပါပြီ ပြီးရင်ဒီမှာ table ထဲမှာဒီ insert table ဆိုတာရှိပါတယ် insert table ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ table ကိုကိုယ်စိတ်ကြိုက် row တွေ column တွေနဲ့ရွေးပေးတာပါเนาะအပြင်အောင်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရှင်ဒီမှာကိုယ်ထားခြင်းနဲ့ row column အတိုင်းဒီမှာရိုက်ပြီးတော့ okay နှိပ်လိုက်မယ်ဆိုရင်ဒီအတိုင်းကျွန်တော်တို့ table လေးထွက်လာမှာဖြစ်ပါတယ်အဲ့တော့မှ okay လေးချက်နှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီအဲသူကကိုယ်ရွေးထားတဲ့ထဲမှာ knowledge table တစ်ခုထပ်ဆောင်ပါဘောနော်ကျွန်တော်ဒီမှာ undo ပြန်လုပ်လိုက်မယ် ုတ်ပြီကျွန်တော်ကိုရွေးမဲ့နေရာမှာကာဆာလေးတစ်ချက်ထောက်လိုက်ပါပြီးရင်ဒီထက်က insert တွေကဒီဘယ်ထဲမှာဒီမှာကိုကြိုက်တဲ့ပမာဏတိုင်း open နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ table note ခုထွက်လာပါပြီပြီးရင်ကျွန်တော်တို့ table တွေကပဲ draw table ဆိုတဲ့အကြောင်းလေးရှင်းပါပြီမယ် draw table ကဘာလဲဆိုတော့ကျွန်တော်တို့ဒီကိုဆွဲထားတဲ့ table ထဲမှာအကန့်လေးထပ်ခွဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ draw table ကိုသုံးရပါတယ်အဲ့တော့ ဘယ်လိုလဲဆိုတော့ကျွန်တော် drop value ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကိုလိုချင်တဲ့နေရာမှာဒီအကန့်ခွဲမဲ့နေရာလေးမှာ click လေးကိုဖိပြောပါတော့ဒါမျိုးလေးဆွဲချလိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်လေထဲမှာဒီမှာဒါမျိုးဆွဲချလိုက်လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်လေထဲမှာအကန့်တကန့်ထပ်ခွဲသွားပြီပေါ့နော်ဥပမာဆိုရင်ဒီဘက်မှာဆွဲနေတဲ့ဆွဲဒီလိုပဲဒါမျိုးဆွဲချလိုက်လို့ရပါတယ် ။ orbital တော့ကျွန်တော်တေးပဲအသုံးပြုနေလေးပေါ့နော်။ okay ကျွန်တော်ဒါလေးပြန်ဖြတ်လိုက်မယ်။ပြီးလို့ရှိရင်ဒီမှာ illustration illustration ကဘာအတွက်သုံးလဲဆိုတော့ဒီ group ထဲမှာဆိုရင် shape တွေဒီဓာတ်ပုံယူသုံးတာတွေပါတယ်။ကျွန်တော် illustration လေးမရှင်းပြခင်မှာကျွန်တော်ဒီ text box ဒီ text group တွေက text box ဆိုတာလေးကိုအရင်ပြောပြပြစေ။ဒီ text box ကဘာအတွက်လဲဆိုတော့ကျွန်တော် text box ကိုတစ်ချက်နှိပ်လိုက်မယ်။ နှိပ်လိုက်မယ်ဆိုရင်ဒီမှာ draw test box ဆိုတာလေးရှိပါတယ် draw test box နှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ site ကိုဒီ mouse cursor လေးရဲ့အပေါင်းပုံစံလေးပြနေပါတော့အဲ့ဒီမှာ left click လေးကိုဖိပြီးတော့ကိုလိုချင်တဲ့ဒီ test box ပုံမှန်နဲ့လေးဆွဲလိုက်ပါကျွန်တော်ဒီလောက်ဆွဲလိုက်မယ်ဒါတော့ကျွန်တော်ဒီမှာစာရေးထည့်လို့ရရပါတော့ဥပမာဆိုရင် ဆိုရင်ကျွန်တော်တို့ရင်းဆုံးပုံမှန်ကျွန်တော်တို့ပုံမှန်စာရိုက်တယ်ဆိုရင်ဒီမှာပုံမှန်စာရိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီစာကိုကိုလိုချင်တဲ့နေရာကိုရွှေ့လို့မရပါဘူးဒီမှာဆိုရင် under key နဲ့ပဲရွှေ့လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ test box ကဘာအတွက်တောင်းလဲဆိုတော့ကိုလိုချင်တဲ့စာကိုကိုလိုချင်တဲ့နေရာမှာဒါမျိုးထားလို့ရပါတယ်ဒါတော့ကျွန်တော် test box ရဲ့အသုံးပြုပုံပေါ့နော် test box တောင်းထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့စာတွေကိုကိုလိုချင်တဲ့နေရာမှာ လိုလေးကိုရွှေ့လို့ရမှာဖြစ်ပါတယ်ဒီမှာရိုးရိုးစာရိုက်တာဆိုရင်တော့ကျွန်တော်ရွှေ့ရတဲ့အခါမှာငငယ်အခက်အခဲရှိပါတယ်ဟုတ်ပြီဒါကကျွန်တော်ဒီအဆက်တဲက test box လေးကြောင်းအရင်ရှင်းပြပြီးဖြစ်ပါတယ်ဒီ test box ကိုဘာလို့ရှင်းပြရလဲဆိုတော့ကျွန်တော်တို့ဒီမှာ picture တွေခေါ်တုံးတဲ့နေရာမှာ picture တွေကိုကျွန်တော်တို့ကိုလိုချင်တဲ့အတိုင်းနေရာရွှေ့လို့ရအောင်လို့ဒီ test box တို့ test box လေးကိုတုံးပြရပါတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင် ပြန်နှိမ့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ shape တွေအရင်ဆွဲကြည့်အောင်ဒီထက်ကနေ shape ဆိုတာလေးနှိမ့်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာကိုကြိုက်တဲ့ပုံစံကိုတစ်ချက်ရွေးပြီးတော့ဒီမှာကျွန်တော်ကျယ်ပုံလေးဆွဲခြင်းနဲ့ဆိုရင်ဒါလေးကိုချက်နှိမ့်လိုက်မယ်ပြီးလို့ရှိရင်ဆွမ်းနာလိုပဲ click လေးကိုဖိပြီးတော့တောင်းဖြတ်လေးဆွဲချလိုက်ပါ mouse left click လေးကိုဖိပြီးတော့ဒါမျိုးတောင်းဖြတ်လေးဆွဲချလိုက်မယ်ပြီးဒီမှာကိုကြိုက်တဲ့ပုံစံတိုင်းထားလို့ရတယ် ဲ့ဒီမှာဆိုရင်ကြယ်ကဒီမညီဘူးဖြစ်နေပါတော့မောက်တွားရတိုင်းလိုက်သွားနေရဲအဲ့တော့ကျွန်တော်ကကြယ်ကိုအညီလိုချင်တယ်ဆိုရင် keyboard ကနေ shift key ပါနော် shift key ကိုနှိပ်လိုက်မှဆိုရင်သူကဒီမှာကြယ်ကို9000အညီရမှာဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့ပမာဏရပြီဆိုရင် click လေးတစ်ချက်လွတ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ကြယ်ပုံစံလေးရပြီပါနော်ဟုတ်ပြီကျွန်တော်ဒီမှာနောက်တစ်ပုံဆွဲမယ်နောက်တစ်ပုံဆွဲမယ်ကျွန်တော်ဒီမှာ swipe ပုံစံလေးဆွဲမယ် စဝိုင်းဆွဲမဲ့ဆိုရင်အတူတူပဲဒါလေးကိုကလစ်လေးတစ်ချက်ဖြည့်ပြီးတော့လေးဆွဲလို့ရတယ်ပြီးရင်ကျွန်တော်ဆက်ဝိုင်းကိုဝိုင်းလို့ကျင်တယ်ဆိုရင်လည်း shift key လေးကိုဖြည့်ထားပြီးတော့ဒါမျိုးဆက်ဝိုင်းဝိုင်းဆွဲလို့ရတယ်ပေါ့နော်ဟုတ်ပြီကိုလိုချင်တဲ့ပုံမှန်နဲ့ရပြီဆိုရင် shift key ကိုလွတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီကိုလိုချင်လို့ချိန်လို့ရတယ်ပေါ့နော် shift key ဖြည့်ထားမယ်ဆိုရင်တော့ကျွန်တော်ဆက်ဝိုင်းကိုလုံးဝအဝိုင်းပုံစံရမှာဖြစ်ပါတယ်အဲကျွန်တော်ဒီပုံစံလေးဆွဲလိုက်မယ် ဟုတ်ပြီဒါကတော့ကျွန်တော် insert ထဲကဒီ shape တွေခေါ်သုံးတဲ့နည်းလမ်းလေးပေါ့ဒီမှာဆိုရင်ကိုကြိုက်တဲ့တခြားပုံစံတွေကိုကြိုက်သလိုအဆင်ပြေသလို use ဆွဲလို့ရပါတယ်ဟိုကဘယ်လိုပုံစံကြိုက်လဲဟိုဆွဲမဲ့ပုံစံကိုယူပြီးတော့ click လေးဖိပြီးတော့ဆွဲချလိုက်ပါဒီနေရာမှာလည်းကျွန်တော်ဒီရဲ့ shape တွေကိုဒီ color တွေပြောင်းလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် shape face မှာဆိုရင်သူ့ရဲ့ပုံကိုပဲအရောင်ထားခြင်းလဲကိုထားခြင်းနဲ့အရောင်တိုင်းရွေးလို့ရပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာအစင်းရောင်တွေထားလိုက်မယ် ပြီးရင်ဒီမှာ shape outline shape outline ကတော့ဒီ shape ရဲ့အပြင်နေရာပေါ့နော်ဒီမှာသူ့ရဲ့ဒီအပြင်ကဆွဲထားတဲ့ဘောင်ပုံစံလေးပေါ့ဒီ shape outline ကိုကျွန်တော်တို့ကိုကြိုက်တဲ့အကြောင်းထားလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ shape outline လေးမှရင်းထားလိုက်မှဆိုရင်ဒီမှာသူ့ရဲ့ outline ပုံစံမှာလေးမှရောင်းလေးဖြစ်သွားပါပြီဒါကကျွန်တော် shape ဒီဆွဲတဲ့နည်းပေါ့နော် ဟုတ်ပြီအခုကျွန်တော်တို့ရဲ့ wifi နဲ့မှာဒီတက်ပုံထည့်ရအကြောင်းလေးကိုတစ်ချက်ရှင်းပြပေးတော့ပါမယ်။ကျွန်တော်တို့တက်ပုံ file ထည့်ရင်လည်းဆိုရင်ကျွန်တော်တို့ illustration group တွေကဒီ picture ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ပြီးလို့ရှိရင်ကျွန်တော်တို့ set ထည့်ရကိုလိုချင်တဲ့တက်ပုံကိုယူလိုက်ပါ။ပြီးရင်ကျွန်တော်တို့ဒီမှာ insert ဆိုတဲ့ click လို့နှိပ်လိုက်ပါ။ကျွန်တော်တို့ဒီမှာတက်ပုံယူရတဲ့နေရာမှာတက်ပုံဒီတိုင်းယူလိုက်မှဆိုရင်ကျွန်တော်ရဲ့ပုံကိုလိုချင်တဲ့နေရာကိုရွှေ့လို့မရပါဘူး။သူကဒီ test file နေနဲ့ပဲ document တွေကိုထည့်ပေးရဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီ file ကိုလိုချင်တဲ့နေရာရွှေ့ရဖို့ဆိုရင်ကျွန်တော်တို့ control z နှိပ်လိုက်ပါပြီးရှင်ဒီမှာ insert တဲ့က text box ဆိုတဲ့ဟာလေးကိုအရင်ဆွဲလိုက်မယ်ဒီမှာ draw text box ဆိုလေးရှိတယ်အဲလေးကိုချက်နှိပ်လိုက်ပါပြီးလို့ရှင်ဒီမှာကိုလိုချင်တဲ့ site အတိုင်း text box လေးတစ်ခုဆွဲလိုက်မယ်ဆွဲပြီးတော့ရင်ကျွန်တော်တို့ဒီထဲမှာကာစာလေးချမယ်ပြီးလို့ရှင်ကျွန်တော် insert တဲ့ကပစ်ချတဲ့ကိုပြန်သွားမယ်ပြီးလို့ရှင်ကျွန်တော်လိုချင်တဲ့ဒီမှာတပုန်လေးတပုန်ထည့်လိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ ကျွန်တော်ရဲ့ပုံကအခုဒီ test box ထဲကိုရောက်သွားပြီပေါ့နော်အဲ့တော့တော့ဒီ test box ကိုရွှေ့မယ်ဆိုရင်ကျွန်တော်တို့ပုံမှာ live ရွှေ့နေမှာဖြစ်ပါတယ်အဲ့တော့ဒီလိုနည်းနဲ့လည်းကျွန်တော်တို့ကျွန်တော်ရဲ့ computer ရဲ့ပုံတွေကို profile ထဲမှာထည့်လို့ရပါတယ်ဟောပြီးကျွန်တော်အခုဒီ page number တန်းနည်းလေးကိုတစ်ချက်ပြောပြပေးတော့ပါမယ်ပိတ်နံပါတ်ပါလဲဆိုတော့ကျွန်တော်စာရွက်ဒီမှာဒီနံပါတ်တက်တာပေါ့နော်ဥပမာဆိုရင်ဒီမှာဆိုရင် ဒါကပထမဆုံး page ပေါ့နော်ကျွန်တော် page ခုထပ်ခေါ်လိုက်မယ်ဒီမှာဆိုဆာရွက်ကနှိပ်ရွက်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီဆာရွက်ဒီမှာနံပါတ်တက်ချင်တယ်ဆိုရင်ဒီမှာဒီ header folder group တက် page number ဆိုတဲ့ဟာလေးကိုချနှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော် page number ကိုဒီဆာရွက်ရဲ့ဘယ်နေရာမှာတက်ချင်တယ်ဆိုတာရွေးပြလို့ရပါတယ်ဥပမာကျွန်တော်ကဒီဆာရွက်ရဲ့ထိပ်ဆုံးမှာတက်မလားဒီအောက်ခြေမှာတက်မလားဒါမျိုး page margin မှာတက်မလားပုံမှန်ဆိုတော့ကျွန်တော်ဒီဆာရွက်ရဲ့အောက်ခြေမှာတက်လို့ရှိပါတယ်အဲ့တော့ကျွန်တော်ဒီမှာ bottom of page ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီမှာဘလူးဂျင်တဲ့ပုံစံတိုင်း page number ထားလို့ရပါတယ်။ဥပမာကျွန်တော်ဒီမှာအလယ်မှာထားမယ်ဆိုရင်ဒါလေးကိုချက်နှိပ်လိုက်ပါ။ဒါဆိုရင်တော့ဒီမှာပထမဆုံး page မှာ page number 1လို့ပြပြီးတော့ကျွန်တော် out တစ်ခုမှာဆိုရင် page number 2လို့ပြပါတယ်။ဟုတ်ပြီကျွန်တော် page number တက်ပြီးသွားပြီဆိုရင်ကျွန်တော်နောက်ထပ်စာရွက်တွေထပ်ခေါ်မယ်ဆိုရင်ဒီမှာဆိုရင် page number 3ဆိုပြီးတော့နောက်တစ်ရက်ထပ်ရောက်လာပါပြီ။ Okay ဒီနေ့ကျွန်တော် page number လေးတက်လို့ရပါတယ်။ ပြီးရင်ကျွန်တော်ဒီ insert တက်ထဲကနောက်လည်းအသုံးဝင်တဲ့ group တစ်ခုဖြစ်တဲ့ကျွန်တော်ဒီမှာ simple group လေးတစ်ချက်ရှင်းပြရမယ်ဒီမှာဆိုရင်ကျွန်တော် equation ပါတယ်တင်ဂီတာတွေပါတယ်ပေါ့နော် equation ကဘာတက်လဲဆိုတော့ကျွန်တော်ဒီမှာဆိုရင်ဒီ equation ဆိုရနေတဲ့ဟာမှာဆိုရင်ဒီမှာ equation နေလိုက်မှာဆိုရင်ဒီမှာပါရကျွန်တော်ဒီစာရိုက်လို့မလွယ်တဲ့ equation တွေကိုရေးပြထားရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါမျိုးဆိုရင်ကျွန်တော် keyboard ကနေစာရိုက်လို့အဆင်ပြေတော့ပါဘူး။အဲ့ဒါဆိုရင်ကျွန်တော်တို့ ဒီ insert တွေက equation တွေကနေယူသုံးလို့ရပါတယ်ဒါတွေရောပြီးရင် simple simple မှာလည်းတူတူပဲကျွန်တော်တို့ keyboard ကနေရိုက်လို့စင်မပြေတဲ့ key တွေကိုရောဒီကနေယူသုံးလို့ရပါတယ်ဒီမှာ most simple ဆိုရင်ဒီမှာဒီမှာ keyboard ကရိုက်လို့စင်မပြေတဲ့ဒီသင်္ကေတတွေအများကြီးပါတယ်ပေါ့နော်အထက်ကနေကျွန်တော်တို့ယူပြီးတော့သုံးလို့ရပါတယ်ပြီးရင်မှာဒီ color လေးနဲ့လည်းဆိုရင် တော့ဒါကတော့ဒီ simple နဲ့ equation အသုံးပြုလေးဖြစ်ပါတယ်။အခုကတော့ကျွန်တော်တို့ဒီ insert တက်ထဲကအသုံးဝင်တဲ့ tool လေးအကြောင်းရှင်းပြပြီးသွားရဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနားမလည်လားရှိလို့ရှိရင် comment section မှာမေးခဲ့လို့ရပါတယ်။ကျွန်တော်တို့နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်။ဟုတ်ကဲ့ဒီနေ့ video လေးကလည်းတော့ပါပဲ။ဒီ video လေးကသင်တို့ကြိုးရှိရဆိုရင် like လေးပေးခဲ့လို့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်နောက် video တွေမှာပြန်တွေ့ကြပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။